ဒီကမ္ဘာလုံးကိုကုန်သွယ်စည်းပွားရေးကဏ္ဍမှာအကြီးအကျယ်ကြရထားစေမဲ့တိုင်းကျုံအခွန်စည်းကြမ်းမှုအသစ်တွေကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲ့ဒီအခွန်စည်းကြမ်းမှုကအမေရိကန်ရဲ့ကုန်သွယ်ဘက်နိုင်ငံအားလုံးနီးပါးအပေါ်တက်ရောက်စေပြီးအထူးသဖြင့်အာရှနိုင်ငံတွေရဲ့သွင်းကုန်တွေအပေါ်အခွန်စည်းကြမ်းမှုမြင့်မြင့်မားမားသတ်မှတ်ထားတာတွေ့ရပါတယ်။ထရမ့်ရဲ့အခွန်စည်းကြမ်းမှုကြေညာချက်သက်ထွက်ပေါ်လာတဲ့နောက် အာရှဈေးကွက်ရှယ်ယာတန်ဖိုးတွေတည်တည်တတာထိုးကြကုန်သလိုကမ္ဘာရွှေဈေးကလည်းစံချိန်တင်မြင့်တက်လာခဲ့ပါတယ်။လေးလာသူတွေကတော့အခုလိုအခွန်စည်းကြမှုအသစ်တွေဟာနိုင်ငံတကာစိုက်ပျိုးရေးထုတ်ကုန်ကုန်သွယ်မှုကဏ္ဍကိုအကြီးအကျယ်ထိခိုက်ပျက်စီးစေနိုင်ကြောင်းသတိပေးခဲ့သလိုကုန်သွယ်ရေးစစ်ပွဲဖြစ်အပြိုင်မှုတွေကပိုပြီးပြပြပြင်းပြင်းကျဲပြက်လာမှာကိုစိုးရိမ်နေပါတယ်။ Trump ကအမေရိကန်ရဲ့ကုန်သွယ်ရေးလုံငွေပြမှုကိုရှော့ချဖို့နဲ့ပြည်တွင်းထုတ်လုပ်မှုကဏ္ဍကိုအရှိန်မြှင့်ဖို့အတွက် ကုံသွယ်ဘတ်နိုင်ငံတိုင်းရဲ့အတွင်းကုန်တွေကိုအခြေခံစည်းမျဉ်းသတ်မှတ်မှုအဖြစ်တစ်ဆယ်ရာခိုင်နှုန်းအခွန်စည်းကြံမယ်လို့ April 2ရက်နေ့ကကြေညာခဲ့ပါတယ်။အဲ့ဒီနောက်တရုတ်ရဲ့အတွင်းကုန်တွေကတော့တန်ပိုးရဲ့34ရာခိုင်နှုန်းအခွန်စည်းကြံခံရမှာဖြစ်ပြီး Vietnam က46ရာခိုင်နှုန်း၊ Thailand က36ရာခိုင်နှုန်း၊ Cambodia က49ရာခိုင်နှုန်းနဲ့ Japan က24ရာခိုင်နှုန်းအသီးသီးအခွန်စည်းကြံမှုတွေရင်ဆိုင်ရမှာပါ။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့အတွင်းကုန်အများပြားကအခွန်20ရာခိုင်နှုန်းစည်းကြံခံရပါတယ်။ ထရမ့်ရဲ့အခွန်စည်းကြမ်းမှုကြီးညာချက်အသစ်ဟာနိုင်ငံပေါင်း၁၀၀လောက်ကိုတက်ရောက်မှုရှိပြီးအဲ့ဒီထဲက60လောက်ဟာအခွန်အချိုးအစားသတ်မှတ်ချက်မြင့်မြင့်မမာစည်းကြက်ခံရမှာဖြစ်ပါတယ်။ထရမ့်ကအမေရိကန်ကိုတင်သွင်းလာသမျှမော်တော်ကားအလုံးကိုလည်းတန်ဖိုးရဲ့25ရာခိုင်နှုန်းအခွန်စည်းကြမ်းမှုကိုတိကျသတ်မှတ်ကြီးညာခဲ့ပါတယ်။အခုလိုအခွန်စည်းကြမ်းမှုအသစ်တွေသတ်မှတ်လိုက်ခြင်းကနိုင်ငံရဲ့ပြည်တွင်းကုန်ထုတ်စွမ်းအားကိုတိတိတသားမြင့်တင်ပေးနိုင်မှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။ ထရမ့်ရဲ့အမိန်ထွက်ပေါ်လာပြီးပြီးချင်းတိတ်မကြခင်မှာပဲအမေရိကန်ရဲ့အစင်အလာမဟာမိတ်တွေအပါအဝင်ကုန်သွယ်ပတ်နိုင်ငံအသီးသီးရဲ့အစိုးရတွေကတင့်တော်တဲ့တုံ့ပြန်မှုတွေအတွက်နီလန်းတွေကိုစဉ်းစားနေကြောင်းအသီးသီးပြောကြားခဲ့ပါတယ်။ထရမ့်ကတော့အမေရိကန်အစိုးရအဆက်ဆက်ရဲ့လက်ရောအလျှော့ပေးတဲ့ကုန်သွယ်ရေးမူဝါဒတွေကိုအခွန်ထမ်းပြည်သူတွေကနှစ်ပေါင်း90ကျော်လောက်မမျှမတထိခိုက်ခံစားခဲ့ရကြောင်းအဲ့ဒီကိစ္စမျိုးထရှိတော့မှာမဟုတ်ကြောင်းသူကဆိုပါတယ်။အခုလိုမျိုးနိုင်ငံတကာအခွန်စည်းကြပ်မှုတွေမြင့်တင်ဖို့အတွက် အမျိုးသားစီးပွားရေးအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။ပြီးတော့ American မှာကုန်ထုတ်စီးပွားဆက်ယုံလုပ်ငန်းတွေအတွက်အလုပ်အကိုင်းနေရာတွေပြန်လည်များပြားလာစေမယ်လို့ Trump ကကတိပြုခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ရုပ်တရက်အခွန်တွေမြင့်တက်လိုက်တာကြောင့်ကုန်စည်နှုန်းတက်လာတဲ့ဒဏ်ကိုသုံးစွဲသူတွေနဲ့စီးပွားရေးလုပ်ငန်းတွေကအရင်ဆုံးခံစားရမှာဖြစ်ပြီးစီးပွားရေးအရာနှောက်နှေးထိခိုက်မှုတွေရှိလာနိုင်ပါတယ်။အခွန်စည်းကြမှုတွေကိုအင်းနဲ့အားနဲ့မြင့်တင်ပြီး American ရဲ့ကုန်သွယ်ရေးလုံငွေပြမှုကိုကုစားဖို့ဆိုရာဟာ ထရမ့်ရဲ့ရွေးကောက်ပွဲကြုံမဲဆွံမှုကတိတွေကမဟာဗျူဟာကတိတစ်ခုဖြစ်ပါတယ်။တစ်ဖက်မှာတော့ American ရဲ့အဆင့်အလာမဟာမိတ်တွေအပါအဝင်နိုင်ငံအများပြားဟာ American နဲ့ကုံသွဲမှုကို short ချနိုင်မဲ့နေလန်းတွေကိုစဉ်းစားနေပြီးအနာဂတ်ကမ္ဘာကုံသွဲရေးနယ်ပယ်မှာကြီးမားတဲ့မူဝါဒအပြောင်းအလဲတွေပေါ်ပေါက်လာနိုင်ကြောင်းလေလာသူတွေကသုံးသပ်ထားပါတယ်ရှင်။